အားလုံးပဲမင်္ဂလာပါရှင်ကျမကတော့ ACO2 မှာတွစီတပန်းဖြစ်ပါတယ်ဒီနေ့မှာကျမအနေနဲ့တိဆက်ပေးသွားခြင်းတဲ့အကြောင်းအရာလေးကတော့ဘာသာစကားမှာဘာစကားတောက်ဆက်ခြင်းအကောက်ဆုံးနဲ့ဆိုခြင်းမှာပဲဖြစ်ပါတယ်ဒီအကြောင်းအရာဟာကျမတို့နေ့စဉ်ဘဝမှာအမြဲလိုလိုကြုံတွေ့နေရမှာအားလုံးနဲ့ရင်းနှီးပြတာဖြစ်မှာပါတကယ်ကြီးတော့ရောဘာစကားကိုပြောဘူးတာဒါမှမဟုတ်ကြားဘူးတာများရှိပါသလားဒါမှမဟုတ်ဒီဘာစကားအကြောင်းကိုပို့ပြီးတော့ရှိရှိနေနေသိနေတယ်ဆိုရင်တော့ကျမရဲ့တိဆက်မှုလေးကိုအစောတွေနားထောင်ပြီးတော့လိုပါလိမ့်မယ်နော် ဒါဆိုရင်ဘန်းစကားဆိုတာဘာလဲဆိုတာကိုအရင်ဆုံးဆွေးနွေးကြအောင်ပါဘန်းစကားဆိုတာဟာလူတစုဒါမှမဟုတ်အတိုင်းဝန်ထူရနဲ့အလွယ်တကူနဲ့မြန်မြန်ဆန်ဆန်ပြောဆိုဆက်ဆံမှုတဲ့သုံးစွဲတဲ့စကားလုံးနဲ့စကားစုတွေကိုခေါ်တာပါများသောအားဖြင့်တော့အချိန်ကာလတစ်ခုတည်းပဲသုံးစွဲကြရများပါတယ်ဟုတ်မှာပြောမယ်ဆိုရင် share ပဲ byte တယ်ဆိုတဲ့စကားလုံးတွေဟာလူငယ်တွေကြမှာ imitator ကိုရေးပန်းစားရဲ့ bus ကတွေပဲဖြစ်ပါတယ်ဒီလို bus ကတွေဟာဘာသာစကားအတွက်ဘလို့အကျိုးသက်ရောက်မှုတွေရှိနိုင်မလဲဆိုတာကိုအကောင်းဆုံးနှမျိုးဖွဲ့ပြီးတော့ဆွေးနွေးပေးတာမှဖြစ်ပါတယ် ဒါဆိုရင်ဖန်စကားသုံးဆွဲခြင်းရဲ့ခေါင်းကျိုးတွေကိုအရင်ဆုံးလေ့လာကြအောင်ပါ။ပထမဆုံးခေါင်းကျိုးကတော့ဆက်သွယ်ပြောဆိုမှုကိုညာဆက်လက်ကိုသိခြင်းပဲဖြစ်ပါတယ်။ ရှည်လျားတဲ့စကားလုံးနဲ့သာဘန်းစကားတူလေးသုံးစင်အဖြစ်အချိန်ကုန်သက်သာစေပြီးတော့အထိပ္ပယ်ကိုမြင့်မြတ်ဆန်းဆန်းဖော်ပြနိုင်ပါတယ်။ဥပမာဒီစားတော့ကအရင်ကောင်းတယ်လို့ပြောမယ်အစားဒီစားတော့ကရှယ်ပဲလို့ပြောလိုက်ပိုပြီးတူတူနဲ့လိုရင်းရောက်ပါတယ်။နောက်တစ်ချက်ကတော့လူမှုစစ်ဆေးရေးကိုတိုးတက်စေခြင်းပါ။အချစ်ချင်းဘန်းစကားတူညီစာသုံးစင်ချက်အဖြစ်တူညီတဲ့တိုင်ဝမ်ကလူတွေဒါမှမဟုတ်လူငယ်တွေကျမှအချင်းချင်းရင်းနှီးမှုပုံမောရစေပါတယ်။ ဒါအပြင်ဗတ်စကားသစ်တွေပေါ်ပေါက်လာခြင်းဟာမြန်မာဘာသာစကားပေါ်ဆက်သွယ်မှုတစ်ခုအဖြစ်ဆက်လက်ရှိနေစေပါတယ်။ဒီအကြောင်းအရာကိုကြည့်မယ်ဆိုရင်မြန်မာစကားဟာခင်းနဲ့အညီပြောင်းလဲလာတဲ့ဆိုတာကိုပြသနေပါတယ်။ဒီလိုမျိုးကောင်းကျိုးတွေလည်းရှိသလိုဆိုးကျိုးတွေလည်းရှိပါတယ်။ထားမှသောဆိုးကျိုးကတော့နားလည်မှုလွဲမစေနိုင်ခြင်းဖြစ်ပါတယ်။ပန်းစာကိုမသိတဲ့သူတွေအထူးသဖြင့်မိဘတွေလိုတကြည်ရုံတွေနဲ့စကားပြောတဲ့အခါနားလည်မှုလွဲမမှုတွေကိုဖြစ်ပေါ်နိုင်ပါတယ်။ ။နောက်တစ်ခုကတော့အလေးနဲ့ထားရမယ့်အခြေအနေမှာမသိတော့ခြင်းပါ။အလုပ်ပြီးပညာရေးဒါမှမဟုတ်လုပ်ငန်းစည်းဝေးတွေမှာဘန်းစကား30ခြင်းဟာ professional message လို့လည်းယူဆနိုင်ပါတယ်။နောက်ဆုံးအချက်အနေနဲ့ဘန်းစကားတွေကိုအလွန်အကျွံ30ချင်းဟာဘာသာစကားရဲ့အရင်အသေးကိုကြားသိစင်နိုင်ပါတယ်။တဒါနဲ့စကားလုံးအသုံးနှုန်းတွေကိုမှန်ကန်စွာအသုံးမပြတတ်တော့ဘဲဘာသာစကားရဲ့ကျေပွားမှုကိုထိခိုက်စေနိုင်ပါတယ်။ ဖန်စကားဟာတငယ်ချင်းချင်းချင်းလွတ်လွတ်လပ်ပြောဆိုကြတဲ့အခါမှာအသုံးဝင်ပေမဲ့တရားဝင်ခြင်းတွေမှာတော့သတိထားသင့်ပါရဲ့။ဥပမာလုပ်ငန်းအစည်းအဝေးတွေမှာဆရာမိဘတွေပြောဆိုတဲ့အခါမှာတော့လေးစားမှုနဲ့တရားဝင်စကားလုံးတွေကိုပဲသုံးသင့်ပါရဲ့။ဒါကြောင့်မလို့ဖန်စကားဆိုတာဟာမြန်မာဘာသာစကားရဲ့တိုးတက်ပြောင်းလဲလာမှုကိုပြသတဲ့အစဲပိုင်းတစ်ခုပါ။သူကမှန်ကန်တဲ့နေရာမှာတစ်တော်စာအသုံးပြုမယ်ဆိုရင်ဘာသာစကားကိုပုံမထရောက်စေပြီးဆက်သွယ်ရေးကိုလည်းပိုကောင်းစေနိုင်မှာဖြစ်ကြောင်းတင်ပြရင်ဒီမှာရေနေကောင်းချလာရပါရဲ့ရှင်။ ကျမရဲ့တင်ပြချက်လေးကတော့ဒီလောက်ပါပဲရှင်။ကျမရဲ့တင်ဆက်မှုလေးကိုကြည့်ရှုပြီးတဲ့အခါတငယ်ချင်းတို့အနေနဲ့ဗန်းစကားအကြောင်းကိုသင်ချာလေးနားလည်သွားမယ်လို့မျှော်လင့်မိပါတယ်ရှင်။အခုလိုအဆုံးထိဂရုတစိုက်နားထောင်ပေးတဲ့ဆရာမနဲ့တငယ်ချင်းအများအားလုံးကိုအထူးကျေးဇူးတင်ရှိပါတယ်ရှင်။အားလုံးပဲတာရဲတဲ့နေ့လေးပဲဆန္ဒပါစီလို့ဆုမကောင်းရင်းနဲ့ပဲဒီမှာပဲအဆုံးသက်လိုက်ပါကြည့်ရှင်။